ပင်တွေဖြူနေတဲ့ညနေသူ့အတန်းတွေရောက်လာမှာပဲညနေကကြည်ကြည်လင်လင်ဖြစ်တော့တယ်ငါလက်မောင်းသားဘော်ကသူ့မွေးတက်ကြစ်တွေအုံမင်းလာနေတာကိုမြင်ရတော့သူ့စပင်တွေအရွယ်မတင်တော့ကြောင်းပြောပြတယ်ငငယ်တုန်းကလိုငါ့ကိုကလေးတယောက်လိုထင်နေတဲ့ပုံနဲ့ကဘာစစ်ကြီးစမဖြစ်ခင် အိမ်ကိုပြန်လာပြီးနေတော့တယ်။စပင်းလေးခါခါပြရင်ဇွန်လအလေကောင်ကြီးထဲမှာရှာတော့အထုပ်ကိုနောက်ပြန်ဆောင်းပြီးခြံသေးသေးလေးစီကနေငါကအကြာကြီးပြည့်ထွက်နေခဲ့မိတာလေ။တရီရတဲ့အခါမှာရောက်လာတတ်တဲ့ခိုကလေးတစ်ကောင်လိုကျွန်တော်အတောင်တွေမိုးဆိုတဲ့အခါတော့အိမ်ကိုပြန်လာခြင်းမာတယ်လို့ပြောတော့ သူ့အတန်လေးတိမ်ဝင်သွားပြီးညက်နေတဲ့ကနေထွက်သွားတယ်ပြန်လာမယ်ဆိုဖုံးဆက်အောင်တော့တဲ့အဲ့ဒီစပင်းဖြူဖြူတွေကယုံနေ